ကြန့်ခိုင်ရေးကိုမဲပေးမှပဲဒီတက်ဖွဲ့ဝင်တွေမိသားစုဝင်တွေအားလုံးဟာအခွင့်အရေးတွေရလာမယ်လုံပိုင်권တွေရလာမယ်ယာရုနေနေရာတွေရလာမယ်အဲ့ဒီလိုမျိုးတွေပြောပြီးတော့သူတို့စီယုံတယ်သူတို့အမှုပညာရှင်လို့တော့ညီမမမြင်ဘူးဖက်ခွက်စားပဲဒါပြောရမယ်ဆိုလို့ရှိရင်အာသူတို့အဖြူစိမ်းကိုဝစ်လိုက်တာနဲ့ဟိုပဲညီမတို့ရဲ့ဆရာမဆိုရယ်ဂုံတိတ်ခါတအားကြဆင်သွားကြီး မင်္ဂလာပါကျမတို့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစစ်သားဇနီးများရဲ့စကားသံစီစဉ်အနေပြည်လဲကြိုဆိုလိုက်ပါရစေ။အဲဒီတစ်ပတ်မှာတော့ကျမဖိတ်ခေါ်ထားတာတော့အဲရဲ CDM တအူးရဲ့ဇနီးဖြစ်သူမလင်းလင်းရဲ့နောက်အဲပညာရေး CDM ဆရာမတအူးဖြစ်တဲ့မတ်ဂျူလိုင်းကိုဖိတ်ခေါ်ထားပါရစေ။အဲမအားရင်မိတ်ဆက်ပေးပါအောင်ရှင့်။ကျမကတော့ရေရင်နှိမ့်တက်ကြည်စီဒီယံရင်နှိမ့်တက်ကြည်မျိုးဝင်ရဲ့ဇနီးမလင်းလင်းဆိုးပါ ဟုတ်ညီမလေးမိတ်ဆက်ပြီးပါ။ကျွန်တော်ကတော့ပညာရေး CDM တူဖြစ်တဲ့ Medulla မှာရှင်။ဟုတ်အဒီတစ်ပတ်မှာတော့ညီမတို့ရေဟိုစစ်ကောင်စီကဝါရဖြန့်ကားတကားထွက်လာရပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဒီဇက်ကားမှာဆိုလို့ရှိရင်နမကြီးနုပညာရှင်တွေကိုလည်းအသုံးပြုတယ်နောက်ပြီးတော့သတင်းအချက်အလက်မှာတွေပေါ့နော်အဲနောက်ပြီးတော့ကြတော့ဒီ CDM တွေကိုလည်းစော်ကားပုတ်ခတ်တဲ့အဲအကြောင်းအရာလေးပါနေရပေါ့နော်ဆိုတဲ့အခါကျတော့ အဲကျမတို့ပြည်သူလူထုကတော့မညံ့တော့ဘူးသူတို့ဝါရဖြန့်လဲလက်မခံတော့ဘူးပေါ့နော်အဲဒါပေမဲ့ကျမတို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ခုနကအာဝါရဖြန့်နေပေါ့နော် CDM နေရဲ့ခံယူချက်တွေယုံကြည်ချက်တွေနောက် PDF ကလေးတွေကိုလည်းအကြမ်းဖက်အဖြစ်ပုံဖော်ရဲပေါ့နော်ဆိုတော့ဒီ yay နဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာကျမတို့ဆွေးနွေးသွားကြမယ်ပေါ့နော်အဲဆိုတော့လေဟိုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေအမားတို့ဆိုရင် ဒီရဲစခန်းထဲမှာနေခဲ့တော့အတွေ့အကြုံတွေရှိခဲ့မှာပေါ့နော်ဆိုတော့ဒီအတွေ့အကြုံလေးတွေလည်းပြောပြပေးပါအောင်အဲမားတို့ကကြာရဲစခန်းထဲမှာအဲ10နှစ်ကျော်လောက်ပေါ့နေခဲ့ရတာပေါ့နော်10နှစ်ကျော်လောက်နေခဲ့ရတဲ့အချိန်မှာအဲ2010ရွေးကောက်ပွဲကိုပေါ့နော်အရင်စခန်းထဲမှာနေရင်းနဲ့ပဲအဲဝင်ပြီးမဲပေးခဲ့ရတာပေါ့မဲပေးခဲ့ရတော့2010ရွေးကောက်ပွဲမဲပေးရမယ့်အချိန်ကြတော့အဲဒီမဲပေးရမယ့်ရံမတိုင်ခင်မှာအဲစခန်းထဲမှာကြိုတင်မဲတွေ အဲကောက်တယ်ပေါ့နော်ကြိုတင်မဲထည့်ရတယ်ပေါ့ကြိုတင်မဲတွေထည့်ရတယ်အဲ့ဒီကြိုတင်မဲမထည့်ခင်မှာသူတို့ကအရင်ဦးဆုံးစီယုံရည်တွေလုပ်တယ်ပေါ့နော်စီယုံရည်တွေလုပ်တယ်အခုရွေးကောက်ပွဲလာတော့မယ်အခုလာမယ်ရွေးကောက်ပွဲမှာလည်းသူတို့ကဒီ ဟိုကြန့်ခိုင်ရေးကိုပဲမဲပေးရမယ်ပေါ့နော်ကြန့်ခိုင်ရေးကိုပဲမဲပေးရမယ်ဒီတက်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက်တက်ဖွဲ့ဝင်တွေမိသားစုဝင်တွေအားလုံးကတခြားဘဲပါတီကိုမှမဲမပေးရဘူးဒီကြန့်ခိုင်ရေးကိုပဲမဲပေးရမယ်ကြန့်ခိုင်ရေးကိုမဲပေးမှပဲဒီတက်ဖွဲ့ဝင်တွေမိသားစုဝင်တွေအားလုံးဟာအခွင့်အရေးတွေရလာမယ်လောက်ပိုင်ခွင့်တွေရလာမယ်ယာရုနေနေရာတွေရလာမယ်အဲ့ဒီလိုမျိုးတွေပြောပြီးတော့သူတို့စီယုံတယ်စီယုံပြီးတော့ သူတို့ကမဲဆွဲတယ်ပေါ့နော်မဲဆွဲပြီးတော့အဲ့ဒီမဲပေးရမယ့်ရံမတိုင်ငယ်မှာပဲအမားတို့ရဲစခန်းထဲကခန်းမမှာတပ်ဖွဲ့ဝင်တွေရောမိသားစုဝင်တွေရောဇနီးတွေရောအကုန်လုံးကိုအဲ့ဒီခန်းမမှာပဲမဲပေးရတယ်ပေါ့နော်မဲပေးခဲ့ရတယ်မဲပေးပြီးတော့သူများတွေအလားပြည်သူတွေမဲပေးနေတဲ့အချိန်မှာအမားတို့ကမဲပေးပြရတော့ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကတပ်ဖွဲ့ဝင်တွေကမဲပေးရမယ့်ရက်ကြမဲပေးရမယ့်ရက်မှာမဲယုံတွေမှာသွားပြီးတော့သူတို့က လုံခြုံရေးယူရမှာပေါ့เนาะအဲ့ဒီခါကျတော့ဒီစက္ကန်းမှာကြံခဲ့တဲ့မိသားစုဝင်တွေဇနီးတွေကဒီစက္ကန်းရဲ့လုံခြုံရေးကိုတာဝန်ယူရမှာမို့လို့မဲကိုကြိုတင်မဲကောက်တာလို့ပြောပြီးတော့ကြိုတင်မဲပေးရတယ်ပေးတဲ့အခါမှာလည်းဒီကြံ့ခိုင်ရေးရလွဲလို့တခြားဘယ်ပါတီကိုမှမဲပေးခွင့်မရှိဘူးကြံ့ခိုင်ရေးကိုပဲမဲပေးခဲ့ရတယ်ပေါ့အဲ့ဒါကတော့2010မှာပေါ့เนาะ2010ကနေတခါ2010မဲပေးပြီးတော့အဲ့ဒီမှာကြံ့ခိုင်ရေးက ဥသိမ်းစိန်ဆိုရတက်လာတယ်တက်လာပြီးတော့2015ကျတော့မားတို့ကရက်ွက်ထဲမှာပေါ့နော်ကိုအိမ်မှာကိုပြင်ရောက်သွားပြီပြင်มาနေတယ်ပြင်มาနေရင်းနဲ့အဲ့ဒီ2015ရွေးကောက်ပွဲမဲပေးရမယ်ဆိုတော့လေအဲ့ချိန်မှာကျတော့ဒီပြည်သူပါတီပါလာပြီဒီ NLD ကပါလာပြီဆိုတဲ့အခါကျတော့ဒီတခြားပါတီတွေရောပါတယ်ပေါ့နော်ပါတဲ့အခါကျတော့သူတို့ကဒီလိုပဲအရင် 2010တုန်းကလိုပဲဒီလိုပဲသူတို့ပြောတယ်ဒီလိုပဲစီးယုံနေအဲ့ဒီလိုတွေပဲလှုပ်ခဲ့တာပေါ့နော်လှုပ်ခဲ့တဲ့အခါကျတော့ဒါပေမဲ့နည်းနည်းတော့အမြင်ကအဟိုကွာလာပြီပေါ့ဒီ9နှစ်တာတော့တွင်မှာပြည်သူတွေရဲ့ဟလာဟိုအသိအမြင်တွေကလည်းပိုနည်းနည်းတော့ပိုပြီးပွင့်လာပြီဆိုတဲ့အခါကျတော့သူတို့အဲ့လိုမျိုးလုံးချင်တယ်လို့တော့လုံးလို့တော့တအားကြီးတော့မရဘူးပေါ့เนาะအဲမမတို့အပြင်ကနေပြီးတော့ပဲသူတို့ သတ်မှတ်ထားတဲ့နေရာမှာသွားပြီးတော့မဲပေးခဲ့ရတယ်။အဲမဲပေးတဲ့အချိန်မှာတော့သူတို့ကသူတို့ဘလောက်ပဲဒါဒီရဲစခန်းထဲမှာခေါ်ပြီးစီယုံကြီးတွေပဲဆင်းဆင်းဘလိုတွေပဲနားချနားချဘလိုတွေပဲပြောပြောမားတို့ကတော့ကိုနှစ်သက်တဲ့ကိုကြိုက်တဲ့ဟလာပါတီကိုပဲမားတို့မဲပေးခဲ့တယ်။သူတို့ပြောတဲ့အတိုင်းမလုပ်ခဲ့တော့ဘူးအဲ့ဒီအချိန်မှာတော့အဲ့ဒါတော့2015ပေါ့နော်။အဲအဲ့လိုမျိုးဟိုဒီပြည်သူပါတီကိုပဲ မဲပေးခဲ့တာပေါ့မတို့မိသားစုကတော့ပေါ့နော်အဲအဲ့လိုမျိုးမဲပေးခဲ့တယ်ပေးခဲ့တော့ခါကျတော့ပြည်သူပါတီကအနိုင်ရသွားတယ်ငါးနှစ်တာအုပ်ချုပ်ခွင့်ရသွားတဲ့ကာလမှာဒီဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေရောဒီလက်နက်ကိုင်အဖွဲ့အစည်းတွေရောကျောင်းသားတွေရောကျန်းမာရေးဌာနတွေရောအားလုံးဟာအဲဒီဟိုပြည်သူပါတီကနေပြီးတော့အဲပေါ့နော်ဟိုဘယ်လိုပြောမလဲသူတို့ရဲ့အဲ ဆောင်ရှောက်မှုတွေပေါ့နော်အခွင့်အရေးတွေပေးတာတွေအကုန်လုံးလိုက်ပြီးတော့နွေနွေထွေးထွေးနဲ့နော်လောက်ကင်ပေးတာတွေအကုန်လုံးကခံစားခဲ့ကြရတယ်လေမားတို့ကိုယ်တိုင်လည်းခံစားရတယ်လေမြင်လည်းမြင်ရတယ်တွေ့လည်းတွေ့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့ဟိုဒီအဲ့ဒီ9နှစ်တာ2015ရည်သူပါရီအမေစုတို့လက်ထက်မှာတင်ကိုမှတ်မှတ်ရရဆိုရင်ဒီရဲစခန်းတွေဘယ်တော့မှလိုက်ပြီးတော့မကြည့်ဘူးခဲ့တဲ့ရဲဘော်တွေနေတဲ့တန်းရား နော်ရဲဘော်တွေနေတဲ့တန်းရာတွေအောက်ခြေဝန်းန်းတွေအောက်ခြေအဲပေါ့နော်အဆင့်နေနေတဲ့လိုင်းခန်းတွေကိုလိုက်ကြည့်ပြီးတော့ပြုတ်ပြင်းပြောင်းလဲမှုတွေကိုအဲ့ဒီချိန်မှာပဲတွေ့ခဲ့ရတာအဲ့ချိန်မှာပဲလှုပ်ပေးခဲ့တာရှိခဲ့ဘူးတာကိုလေအဲကိုတွေလည်းကြုံခဲ့ရတယ်ကိုတွေလည်းခံစားခဲ့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့ဒါ2000အဲ့ဒီ9နှစ်တာမှာအဲ့ဒီလိုတွေဖြစ်တဲ့အခါကျတော့ပြည်သူတွေကလည်းဒါသူတို့ကြိုက်တဲ့နော်သူတို့ကြိုက်တဲ့အစိုးရလေသူတို့ ပြည်သူပြည်သူလိုဆက်ဆံတဲ့နွေနွေထွေထွေဆက်ဆံတဲ့အစိုးရတက်လာတဲ့အခါကျတော့ပြည်သူတွေကအားလုံးကဟိုဝမ်းသာကြတယ်ပေါ့နော်အခွင့်အရေးတွေလည်းရကြတယ်ကျန်းမာရေးဆိုကျန်းမာရေးနဲ့ပတ်သက်တာတွေပညာရေးဆိုပညာရေးနဲ့ပတ်သက်တာတွေအဲဒီကိုဗစ်ကာလဆိုလို့ရှိရင်လည်းဆေးတွေသူများနိုင်ငံမှာတော့မစုံသေးကိုယ်နိုင်ငံမှာဆေးတွေရနေကြပြီအခမဲ့ကုသခွင့်တွေရကြတယ်အဲ့လိုမျိုးတွေဆိုတဲ့အခါကျတော့ဒီ2020ငါးနှစ်တာ ပြေသွားလို့2020ရွေးကောက်ပွဲကြတော့ဘလို့မှစီးယုံစရာမလို့မဲဆွယ်စရာလည်းမလို့ပြည်သူတွေကတိတယ်ဘယ်ဟိုပဲထိရမယ်ဆိုတော့သူတို့ယင်နေရလာပြီးသားကိုကိုတိုင်းယင်နေရရှိပြီးသားလာပြီးသားဖြစ်တဲ့အတွက်ဒီပြည်သူပါတီ NLD ကိုပဲမဲပေးခဲ့ကြတယ်အကုန်လုံးမဲပေးခဲ့ကြတယ်ပေါ့နော်ပြည်သူတန်း90လောက်ပေါ့မဲပေးခဲ့ကြတယ် NLD ပါတီကအပြတ်အသတ်မဲအနိုင်ရခဲ့တယ်ဒါပေမဲ့ သူတို့ကမဲခိုးတယ်ဆိုပြီးတော့ဆွဆွဲပြီးတော့ပဲအာနာတွေတင်းရတယ်။အဲအဲ့လိုမျိုးကြီးရှိခဲ့တယ်ပေါ့။အဲဟုတ်တယ်အမပြောရရင်ကျွန်မယုံနေဘာဖြစ်လို့လဲဆိုတော့ကျွန်မအမျိုးသားလည်းဒီစစ်တပ်ကစစ်ဘိုလ်တူဖြစ်ခဲ့ပေါ့နော်။ဆိုတော့သူတို့ဆိုလည်းအဲ့လိုပဲချူတင်မင်းဆိုပြီးတော့အဲသူတို့ရဲ့မင်းတွေကိုအဲ့လိုမျိုးတောင်းနေပေါ့နော်။ပြီးတော့လို့ရှိရင်အဲဝါရဖြတ်နေတိတိတသားဝါရဖြတ်နေအဲဒီတက်ခါကြီးရာသူတို့ရဲ့အဖအားတွေယူနီဖောင်းချွတ်ပြီးတော့တိုက်ပုံဝတ်ထားတဲ့ပါတီ ဒီဟာကိုပေးဒီဟာကိုပေးတော့မှပဲသူတို့လက်လက်ကိုင်းဖွဲ့စည်းတွေဒီစစ်တပ်တို့ရေးတို့ကအစဉ်ပြေမင်းတာယာမင်းဆိုပြီးတော့ဒီလိုမက်လုံးတွေနဲ့ပေးပြီးတော့ဗောနော်အဲဝါရဖြန်တာမျိုးရှိရေဗောနော်ဆိုတော့ခုနအမပြောရမင်းယုံမှာအကြောင်းစားမိတော့လေအဲဟိုမေယုံမေယုံညီမလေးရလေမေယုံစောင့်ခဲ့ရတယ်ပေါ့နော်သူဟိုမေယုံမှုဆိုတော့လေအဲ မဲယုံနဲ့ပတ်သက်ပြီးတော့ဗောနော်ကျမတို့လည်းတွေ့ရလीเนาะမမှန်ကန်ကန်မဲလုပ်တယ်အဲဒီမဲတွေကိုတတိချာထောင်ပြရင်ဘယ်ဘေးပါတီဘေးပါတီဆိုပြီးတော့ဗောနော်အဲဘာကြောင့်လဲဆိုတော့ကျမအမအဖေကလည်းဒီ UEC member တအူးဖြစ်တယ်ဗောနော်ဆိုတော့အဖေကအသက်60ကျော်ပြီအဲတညလုံးမအိမ်ဘူးမဲမဲရီတွက်တဲ့နေ့မှာဗောနော်တညလုံးမအိမ်ဘူးသွားတယ်ဆိုတော့စစ်တပ်ကအဲမဲခိုးလို့အာဏာသိမ်းပါတယ်ဆိုတဲ့အချိန်မှာအဖေကအယမ်းစိတ်ဆိုတော့ ဟာတဲ့တို့တွေမင်းမခိုးခဲ့ဘူးမင်းဟိုအကုန်လုံးကတမတ်တမတ်ကြက်ကြလုတ်ခဲ့တာပေါ့နော်အဲဒီယာမားနေပေါ့နော်ဆိုတော့ဒီမေယုံစောင့်နေရတဲ့ညီမလေးရောအဲမေယုံကအဖြစ်ပြက်တွေပြန်ပြောပြပေးပါအောင်လို့ညီမတို့ကအာပြီးရတဲ့ရွေးကောက်ပွဲမှာအော်စာမဲဒုမဲယုံမှုလုတ်ခဲ့ရတာပေါ့နော်ဒုမဲယုံမှုလုတ်ခဲ့ရတာဆိုတော့ဟိုကြိုတင်မဲတွေလိုက်ပြီးတော့လုတ်လုတ်ရတာရှိတယ်ကွာကြိုတင်မဲတွေဆိုလို့ရှိရင်ဥစားရွာထဲမှာရှိနေတဲ့ မတမ်းမစွမ်းလို့တက်ကြီးရွယ်အိုးတို့မဲအောင်မလာနိုင်တဲ့သူတွေပေါ့နော်အဲ့လူတွေကိုကြိုတင်မဲ့တအိမ်တတအိမ်စင်လိုက်ကောက်ပေးခဲ့ရတယ်။ပြီးတဲ့အခါကျတော့မဲအောင်စောင့်နေတဲ့အချိန်မှာလည်းလို့ပယ်မဲမဖြစ်အောင်သူတို့စိတ်ကြိုက်သူတို့ပါတီကိုသူတို့ဟိုမဲပေးခွင့်ရအောင်ကူညီပေးခဲ့ရတယ်ရှိတယ်။အာဒါမဲ့အဲ့လိုကိုတောင်အောင်ကိုကြည့်ပြီးတော့လှုပ်တယ်ကွာ။အဲ့လိုကိုတောင်အောင်ကိုကြည့်ပြီးတော့လှုပ်နေတဲ့အချိန်မှာဒီ NLD ဘက်ကလည်းလာကြည့်တာမျိုးတွေရှိတယ်။ကြန့်ခိုင်ဘက်ကလည်းလာကြည့်တာမျိုးတွေရှိတယ်။အဲ့ဒီအခါမှာဘာကွာလဲဆိုလို့ရှိရင် ကြံခိုင်ရဲ့ဘက်ကလူကလာအမပြောသလိုတိုက်ပုံနဲ့လာတာပေါ့နော်တိုက်ပုံနဲ့ပစိုးအစိမ့်နဲ့သူတို့လာရခါကြလို့ရှင်ဆီယမတွေကဘလိုပြနေအောင်လို့သူတို့သိရမလားခီဥစုပြရတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးတွေအချို့လူကြောင်းထဲမှာရှိတဲ့အချို့လူကြီးရတယ်ပြပြတလဲဖြစ်တယ်အဲ့ဒါကိုလုံးဝသဘောမကျဘူးတကယ်ဆိုသူတို့ကညီမတို့ပြောမယ်ဆိုမိုးကြွေကိုတွေပဲဘာရည်ချင်းမှရှိရမဟုတ်ပဲနဲ့ level တစ်ခုတည်းကိုဝင်လာပြီးတော့ မိုးကြွေကိုညီမတို့အောက်ကျခံစရာအကြောင်းတစ်ခုမှမရှိဘူး။ညီမတို့ကကိုတောင်ကိုကိုကြည့်ပြီးတော့လုံနေတာဖြစ်တယ်။ပြီးတော့မဲရေတော့တဲ့အခါမှာလည်းတမာတမက်ကြကြပဲမဲရုံမူအမရောညီမရောနှစ်ယောက်စလုံးကဒီမဲတွေကိုထောင်ပြရတယ်။တာလီတွေကိုလည်းတည်တည်ချာချိုးပြီးတော့မှလူတွေအားလုံးမြင်အောင်လို့ဒါအားလုံးရှေ့မှာရှင်းရှင်းလင်းလင်းပဲလုပ်ခဲ့ကြတာပေါ့နော်။မှားယွင်းစရာအကြောင်းတစ်ခုမှမရှိဘူးကွာ။အဲဒီလိုမဲ မဲပြဗီတွက်နေတဲ့အချိန်တဝက်လောက်မှတွေကိုပဲဘသူကမဲများတယ်ဘသူကမဲမရဘူးလဲဆိုတာအဲအဲ့လိုမျိုးအရန်အပြတ်သက်တည်နေပြီးသားအခြေအနေတွေနော်တက်တက်ခိုင်တို့ပါတီတွေဆိုဘာဘာမဲတခုမှမရတော့မရတဲ့အနေထားတွေ NLD နဲ့တန့်ခိုင်ရင်းနဲ့ရှင်ပြိုင်စရာတော့မလိုပါ NLD က၃ပုံ၂ပုံလောက်မှရှိနေတယ်တန့်ခိုင်ရင်းက၃ပုံ၃ပုံလောက်မှရှိနေတယ် ဆိုအခြားပါတီတွေကတော့မဲမရတဲ့ပါတီတွေလည်းအများကြီးရှိတယ်။ညီမတို့အဲ့ဒါကိုဒါမဲရည်အတွက်တဲ့အချိန်တဝက်မှာနေအဖြေရသိနေပြီ။နောက်ပိတ်ဆုံးမဲရည်ပြီးတဲ့အခါမှာလုံးဝအပြတ်အသတ်ကြံ့ခိုင်ရအပြတ်အသတ်ကြံခဲ့တယ်။ညီမတို့ကိုယ်တိုင်ရည်တွက်ခဲ့တာ။ဆိုတော့ပြီးလို့ရှိရင်လည်းအဲ့ဒီမဲဒုတ်တွေညီမတို့ကတည်တည်ချာချာဟိုမဲခိုးတာတွေမဖြစ်ရအောင်အဲ့လိုမျိုးပေါ့နော်။မတက်မာတဲ့ဟာတွေမဖြစ်ရအောင်လို့ဆိုပြီးတော့တည်တည်ချာဒီဒီမဲဒုတ်တွေနားမှာပဲဟိုယုံမပိုးခင်အထိကိုညီမတို့ကတည်ချာစောင့်နေရတယ်။ယုံအထိလဲဆီယမ်မာတွေ တော့ပို့ခဲ့ရတယ်ညီမတို့အိမ်ပြန်ရောက်တဲ့အချိန်ဆိုလို့ရှိရင်10နာရီခွဲ17နာရီခွဲအဲ့လိုမျိုးရွာထဲမှာလူတယောက်မှမရှိတော့တဲ့အချိန်ဖြစ်နေပြီညီမတို့ဖြူစိမ်းနေနဲ့အိမ်ပြန်လာခဲ့ရတဲ့အချိန်မှောင်မှောင်မဲနေပြီပေါ့နော်အဲ့လိုမျိုးတာဝန်ကျင်အောင်လုပ်ခဲ့တဲ့ဟာကမှသူတို့တွေကလာပြီးတော့အဲမဲခိုးလို့သူတို့ရှုံရပါတယ်ဆိုပြီးတော့ညီမတို့အဲအဓိကမဲခိုးရလို့ပြောချင်တာဒီမဲရုံမှာလုံနေရဲ့ဟွာရွေးကောက်ပွဲထဲမှာပါမဲရီအတွက်တဲ့သူတွေနဲ့အဓိကတာဝန်ထမ်းဆောင်လဲညီမတို့ဆရာမတွေကိုစော်ကားတာ မြမတို့ကမဲခိုးတာလည်းတခုမှမလုပ်ခဲ့သလိုအခြားသူတွေလည်းမဲခိုးတာကိုလုပ်ခဲ့မှာမဟုတ်ဘာဖြစ်လို့လဲဆီယမ်မတွေဆိုတော့ဂုံတိတ်ခါရှိတယ်အဲ့လိုဂုံတိတ်ခါမရှိရလို့ဘယ်တော့မှလုပ်မှာမဟုတ်ဘူးပေါ့အဲ့ဒါကြောင့်မို့ညီမတို့ကအဲ့ဒါကိုလက်မခံလို့ညီမကတော့ CDM လုပ်လိုက်တယ်အင်းအဲ့လည်းဆက်ဆက်ပြီးရောလေညီမလေးတို့ဆိုလို့ရှိရင်လည်းဒါအမှန်တရားအတွက်ပေါ့နော် CDM ဆိုရင်လမ်းကြောင်းရွေးချယ်ခဲ့ဒါပေမဲ့ခုနကစစ်ကောင်စီကထုတ်တယ်ဝါရားဖြန့်ကားမှာဆိုရင် CDM မျိုးကို ဆော်ကားသွားအဲလည်းဘာပဲအမတွေ့လိုက်တယ်ပေါ့နော်ဒီအဲချူလေးနဲ့မင်းမြင့်မောကចောင်းစိမ့်ဝတ်စုံကြီးဝတ်ထားပြီးတော့အဲဗာလဲခလာတာစိတ်ရိုင်းလို့ပါပေါ့နော်အဲနင်တို့ចောင်းမာတဲ့ဟိုចောင်းထွက်သွားတဲ့လူတွေရှိလားပေါ့ CDM လို့ပေါ့တင်တော့မတုံတုံရဲဘူးចောင်းဆက်သွားတဲ့လူတွေရှိလားဆိုတော့သူတို့ကပြောတယ်အာရှိတာပေါ့တဲ့ဒါပေမဲ့ခက်ခဲတယ်လीတဲ့ပြန်လာကြတယ်တဲ့အဲလေငါတို့ကဆရာမဖြစ်ချင်လို့လုခဲ့ရတဲ့ចောင်းစာတင်မှုပဲစိတ်ဝင်စားတယ်တဲ့အဲပြီးတော့ လာတာစိတ်ရိုင်လို့သူတို့ကလုခင်းမိကြတာပါဆိုပြီးတော့အဲ့လိုပြောရဲတယ်ကွာဒီလူတွေကလေလက်သုံးချောင်းလဲသူတို့ထောင်နေတာပဲเนาะတမဒီအချိန်မှာဒီစကားတွေကိုလေပြောရဲတယ်ပြောရက်တယ်ပြောထွက်တယ်ပေါ့เนาะဆိုတော့လေညီမတို့ CDM ဆီယမတွေပေါ့เนาะပညာရေး CDM တွေအကုန်လုံးကခံယူချက်တွေနဲ့လုတ်ခေကြတယ် of course ပြောင်းဝင်သွားတဲ့လူလည်းရှိမှာပဲပေါ့เนาะဒါပေမဲ့ဒီခံယူချက်နဲ့လုတ်တဲ့သူတွေကိုဒီစိတ်ရိုင်းနေတို့ဘာလို့အဲ့လိုပြောရဲအပေါ်မှာရောညီမတွေနဲ့ဘလို့ပြန်တုတ်ပြန်ချင်လဲ ာသူတို့တွေကလေဒါဘာမှမှန်တရားကိုမသိတာသိရတော့တဲ့အញ្ញံအီအချင်းသူတို့မှမရှိဘူးလို့ညီမကတော့သတ်မှတ်တယ်။သူတို့တွေကဒါတယုတ်ဆောင်နေလုံနေပြီးတော့သူတို့ငွေဝင်ကိုတွေထက်သူတို့ငွေဝင်ဝင်နေလိုက်မှဒါပေမဲ့သူတို့မှညီမတို့လောက်တောင်မှပညာမတက်မာနာဂုံတိတ်ခါမရှိတဲ့လူရန်စားလို့ညီမကတော့အဲ့လိုမြင်တယ်။သဘင်တယ်လို့ပဲမြင်တယ်။သူတို့အမှုပညာရှင်လို့တော့ညီမကမမြင်ဘူး။ဖက်ခွက်စားပဲဒါပြောရမယ်ဆိုလို့ရှိရင်အဲသူတို့အဖြူစင်းကိုဝစ်လိုက်တာနဲ့ဟိုပဲညီမတို့ရဲ့ ဆရာမဆိုရယ်ဂုံတိတ်ခါတအားကြဆင်သွားကြီးအဲ့လိုမျိုးပဲညီမမြင်တယ်အဲ့ဒီကားထဲမှာဆိုညီမမကြိုက်တာနှစ်ချက်ပေါ့နော်တခုကဘုံထောင်နိုင်တော့လည်းမဟုတ်ဘူးလို့သူတို့ပြောတာနောက်တစ်ခုကကြာအမောက်စနောကပြောသလိုသူတို့တွေကစိတ်ရိုင်လို့ CDM လုံးလိုက်တာအဆင်မပြေတော့ပြန်ဝင်လာရတယ်ဆိုတော့အဆင်မပြေရခက်ခဲမှုဆိုတော့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ CDM လမ်းကြောင်းပေါ်ရွေးချယ်ဆိုတော့ညီမတို့တန်မိုးထားတဲ့ဘဝကြီးတစ်ခုလုံးဆုံးလွတ်ခဲ့တာညီမတို့ professional life ကိုဆုံးလွတ်ခဲ့တာဝန်ထမ်းဆိုတာကအပြင်ကိုရောက်သွားတဲ့အခါကျလို့ရှိရင် ဟိုအခြားဟာလှုပ်ရှားတက်ချင်မှလည်းလှုပ်ရှားတက်မယ်ဘဝမှာစိန်ခေါ်မှုတွေ challenge တွေခက်ခဲမှုတွေကတော့ကြုံမှာပဲအရန်ချမ်းသာတဲ့သူတော်မှတစ်နှစ်စာနှစ်နှစ်စာထိုင်ရှားလိုက်ရတဲ့အတွက်ကြောင့်မို့ဒါ business တွေမှာထိခိုက်တာတွေဆိုတာရှိမှာပဲအဲ့လိုမျိုးတွေကအခက်ခဲဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီအခက်ခဲကြောင့်ညီမတို့ကဘယ်တော့မှပြန်ဝင်မှာမဟုတ်ဘူးစိတ်ရိုင်းလို့လုပ်ခဲ့တာမဟုတ်ဘူးသူတို့ထက်ရက်တီကျဲအခုကြောင်းမှလုပ်နေတဲ့ NaN CDM တွေထက်ညီမတို့ကရက်တီကျဲခိုင်မှလို့ CDM လုပ်ခဲ့တာ အဲ့လိုလူတွေကိုသူတို့ကလာပြီးကိုစားပြုပြီးတော့ညီမတို့ရဲ့တန်မိုးရှိရဲ့ဝတ်စုံတွေဝတ်ပြီးတော့ညီမတို့ရဲ့တန်မိုးရှိရဲ့ခံယူချက်တွေကိုလာပြီးစော်ကားမော်ကားပြုလို့မရအဲ့ဒီသဘင်တဲ့မျိုးရိုးတွေအဲ့ဒီဖက်ခွက်စားမျိုးရိုးတွေညီမတို့ကိုလာပြီးစော်ကားတိုက်ခိုက်လို့မရဘူးအဲ့လိုမျိုးပဲညီမတို့ဒီမီဒီယာကနေပြီးတော့ပဲပြောချင်တယ်သူတို့တွေလည်းဒါကိုမြင်ပါစေလို့ဆုတောင်းတယ်အဲ့လိုမျိုးအလုံးဝမခံစားနိုင်အောင်နောက်ပြီးဘုံထောင်တိုင်းတော်လည်းမဟုတ်ဘူးဆိုတာဒါဆိုရင်ဘုံထောင်တိုင်းတော်လည်းမဟုတ်ဘူးလို့သူတို့ပြောတယ်ဆိုလို့ရှိရင် သူတို့တွေကြတော့လေရင်နေနဲ့ဘုံကြီးကျဲနေတယ်ပြည်သူတွေဘလောက်တေဆုံးနေရလဲဆိုတာမမြင်ဘူးလားမျက်စိကန်းနေရလားနားတွေကန်းနေရလားတမိတကအကန်းခံထားတာလားအဲ့လိုမျိုးတွေနောက်ပြီးတော့အခုအဲ့နေတိုးဆိုလို့ရှိရင်လည်းအာသူတို့ကတမ်းမာရေဝန်တန်းရန်သူဖြစ်ဖြစ်ဘာဖြစ်သူတို့ကုရမှာဘာညာဒံရရနေတဲ့အချိန်မြေအဲ့ဒံရရနေတဲ့အချိန်မြေဒံရရအောင်သူတို့ပဲလှုပ်ထားတာစစ်ကောင်စီကပဲလှုပ်ထားတာသူတို့အခုထောက်ခံနေတဲ့စစ်ကောင်စီကပဲလှုပ်ထားတာညီမတို့ကအဲ့လိုဖြစ်အောင်လို့လှုပ်တာမဟုတ်လက်နက်ကင်လန်းစင်ဆိုတာကသူတို့ကြောင့်မို့လို့ဖြစ်လာရတာလက်နက်ကင်လန်းစင်က ညီမတို့ကစပြီးတော့လမ်းနဲ့ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့တာမဟုတ်ဘူးသူတို့ရွေးချယ်ခဲ့လို့ဒီလမ်းဖြစ်လာတာဒါကလူတိုင်းသိတယ်เนาะထမင်းစားတဲ့လူတိုင်းသိတယ်သူတို့ဒါဘာစားနေလဲတော့မပြောတတ်ဘူးအဲအဲ့လိုမှအဲ့လိုမျိုးပေါ့နော်နေတိုးဆိုလို့ရှိရင်အဲသူ့အကြောင်းလေးလာရတဲ့လောက်ဆိုလို့ရှိရင်သူကအဲလိုဇလန်ကိုလာခေါ်တိုင်းရိုက်တယ်မဟုတ်ဘူးပေါ့နော်သူသူ script ကိုသူဖတ်တယ်သူသဘောကျမှအဲသူကြိုက်မှရိုက်တယ်လို့အဲ့လိုမျိုးကြားဘူးတယ်ပေါ့နော်တကယ်ကိုမှဟိုစီးစနစ်ရှိတယ်လို့ကြားရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုလူအားတောင်မှ ဲ့လိုလူကဒီစကားကိုရိုက်တယ်ဆိုတော့အယံအံ့ဩသွားတယ်။အဲ့တော့ဒါပေမဲ့သူတို့တွေကနော်စစ်ကောင်စီကဘယ်လိုပဲ soft power ကိုတုံးပြီးတော့အအမြင်တွေဝေဝါအောင်မဲဝါရဖြစ်ဖြစ်ညီမတို့ကသူတို့ပြောသလိုမျိုးပြန်ဝင်မှာမဟုတ်ဘူး။ညီမတို့ရက်တီချက်ကခိုင်ပါတယ်။သူတို့ပြန်သူတို့ဒါလျင်အဲ့ဒီသူတို့ကိုစားပြုထားတဲ့လူတွေဒါလျင်ရက်တီချက်မခိုင်ပါလို့အဲ့ဒီအရွေးကိုသူတို့ကရက်တန့်အောင်လုပ်နေရလို့ပဲမြင်ပါတယ်။အဲညီမပြောရင်တည်းမှာဆိုလို့ရှိရင်လေဟိုဘယ်လိုပြောရမလဲ။ ဒီဘုံထောင်လာတော်လန်ကြီးမဟုတ်ဘူးလို့ပြောရပေါ့နော်အဲနောက်ပြီးတော့အဲ့သူတို့သူတို့အဲ့ဒီမှာပါတာလေ PDF လူငယ်တွေလည်းပုံဖြတ်တယ်ပေါ့နော်ခုနကဟိုဆက်ဆက်ထွက်လာခြင်းမှာပဲသူတို့ကဟိုဘယ်လိုပြောရမလဲအဲ ပြည်သူလူထုကိုအကြမ်းဖက်ဖြိုခင်းတာကိုသူတို့ကမပြအောင်ပြည်သူလူထုကပြန်မျိုးဝါဖြစ်တာပဲပြရဲပေါ့နော်ဆိုတော့ဒီ data တွေကိုဒီဒီအချက်လက်တွေကြည့်ချင်းအဖြစ်သူတို့ကိုယ်တိုင်လေ2021အဲဆန်းနိုင်ပြတော့ပါခဲ့တာပဲဒါပေမဲ့အမစိတ်ထဲတော့သူတို့ကလမ်းဒီလိုလေးလျှောက်ပြီးတော့ရိုက်ပြီးတော့ပြန်ဝင်သွားကြတယ်လို့ထင်နေပေါ့နော်ဆိုတော့ needo ဆိုလဲသူရဲ့ဗီဒီယိုတွေပုံပြန်ပါလာပေါ့နော်ဆိုတော့ဆက်ကဆဟာလေတကယ်တော့ ဟိုဖြစ်ဆက်ဆက်မှာဒီဝါရဖြန့်ချီမှာအရင်ဟိုကောင်းနေပေါ့နော်ဆိုတော့ဒီလိုလက်သုံးချောင်းထောင်ခဲ့တဲ့လူတွေကိုယူပြီးတော့ကဲ မင်းတို့ပဲပြန်ပြောဆိုပြီးတော့ဗောနော်ဒီလိုမျိုးလှုပ်တာဗောနော်ဒါပေမဲ့အပြည်သူတွေကဟိုဟာမဖြစ်တော့ဘူးမညံ့တော့ဘူးအဲခစ်ဆက်ဆက်မှာစစ်တပ်ကဝါရဖြန့်တာကိုပြည်သူလူထုအကုန်လုံးကကြုံရတယ်2021မှာတော့အကုန်လုံးကမြင်သွားပြီဆိုတော့သူတို့ပြောဘာပဲပြောလဲဘာမှမဖြစ်တော့ဘူးဗောနော်ဆိုတော့အဓိကတစ်ခုပဲရှိတာအဲဒီနေဆက်မှာ CDM ဝန်ထမ်းတွေကတောက်ခံနေရတယ်ဆိုတော့သူတို့ကဒီလူတွေကိုပါအဲဟိုစသလိုနောက်သလိုနဲ့ဗောနော်စိတ်ဆိုးအောင်လို့လှုပ်လိုက်တဲ့ပုံမျိုးကြီးလေးတွေ့ရတယ်ဗောနော်ဆိုတော့အမ တို့ဆိုရင်လည်းဒါဟိုအမအမျိုးသားဆိုလည်းပေါ့နော်ဟိုလူငယ်မဟုတ်ဘူးအဲဒါပေမဲ့အမတို့တမိသားစုလုံးကချက်ချက်ခံပြီးတော့စီဒီယန်လမ်းကိုရွေးခဲ့ပေါ့နော်ဆိုတော့ဒီလိုပြောတဲ့အပေါ်ဒီမှာရောအမအနေနဲ့ဘယ်လိုပြန်မြော့ဟိုတုံ့ပြန်ချင်ပါသလဲဘလို့တုံ့ပြန်ခြင်းလဲဆိုတော့ဒီစီရီယန်လောက်လို့ဒုက္ခရောက်တယ်လို့အခက်ခဲရတော့ရှိတာပဲလေခုနဆရာမပြောသလိုပဲအခက်ခဲရတော့ရှိတယ် ဆဆာချင်းမှာတော့ဒါပေမဲ့အဲ့အခက်အခဲကိုကြင်ညာခံပြီးရင်ဆိုင်ပြီးတော့ပဲရှေ့ဆက်ပြီးတော့ပဲဒီလိုပဲတော်လန်ရင်မှာပါဝင်ခဲ့ကြတာပဲเนาะပါဝင်ခဲ့ကြတာဆိုတော့အခုဒီတော်လန်ရင်မှာပါဝင်နေကြတဲ့ CDN นี่အကုန်လုံးကလည်းဒီလိုပဲဟိုကြံ့ကြံ့ခံပြီးတော့ပဲရှစ်ဆက်ပြီးတော့ဒီတော်လိုင်းရင်းမှာပါဝင်နေကြအောင်မှာပါပဲပါဝင်လဲပါဝင်နေကြပါတယ်မြင်လဲမြင်ရပါတယ်တွေ့လဲတွေ့ရပါတယ်ပေါ့เนาะအဲ့တခါကျတော့သူတို့ပြောသလိုကြီးတော့ဟိုဗါလဲစိတ်ရိုင်းလို့ခဏတာဆိုတာတော့မဖြစ်နိုင်ပါဘူး ဒီ၄နှစ်ကျော်၅နှစ်ထဲတောင်ရောက်နေပြီပဲဟိုကိုပြည်တွင်းလည်းပြန်မဝင်ပါဘူးဒီတော်လိုင်းရေးမပြီးမချင်းမနိုင်မချင်းရတော့ဒီလိုပဲကြက်ညက်ခံပြီးတော့ပဲပါဝင်နေအောင်มาပါပဲအဲ့ဒီလိုပဲဟိုစီဒီယန်နေရောဟလာဟို PDF ကလေးတွေရောအကုန်လုံးပေါ့ဒီလိုပဲတိုက်ပွဲဝင်နေကြအောင်မသူတို့ပြောသလိုကြီးတော့ဟိုစိတ်ရိုင်းလို့ဆိုတာကတော့မဟုတ်ပါဘူး စိတ်ရိုင်းပြီးတော့လှုပ်တဲ့လူတွေလည်းမဟုတ်ပါဘူး။နန်းနေဆိုတာကတော့တချို့တလေတော့ရှိမှာပေါ့စိတ်ရိုင်းပြီးခဏတာပဲဆိုပေမဲ့အခုသူတို့ကသူတို့နန်းစီရီယံလှုပ်တော့ရောသူတို့မျိုးသူတို့ဟလာပြည်ရင်းထဲမှာသူတို့ဘလို့နေရလဲသူတို့အတီဆုံးမှာပဲစွတ်ပေးကန်ပြီးတော့ဒါဟိုပြောနေတာပဲရှိမှာလေသူတို့အတီဆုံးပဲသူတို့နေရတဲ့အခက်ခဲကြက်တဲတွေလည်းသူတို့အတီဆုံးပဲဖြစ်မှာပေါ့နော်အဲ့ဒါခါကျတော့မမတို့အနေနဲ့ဟိုအကုန်လုံးတွေ့ပြောမယ်ဆိုရင်တော့ဟိုဘယ်လိုပြောမလဲ စိတ်ရင်လို့လုတ်တဲ့ဟိုဟာတော်လန်ရင်မဟုတ်ဘူးပေါ့နော်အဲ့လိုပြောချင်ပါတယ်အာဟုတ်ကဲ့အခုဆိုရင်တော့ကျမတို့သကဝါရဲ့အဆုံးပိုင်းကိုရောက်နေပြီပေါ့နော်ဆိုတော့ကျမတို့ပြည်သူလူထုတွေကိုပေါ့နော်အမောက်အနေနဲ့အဲနောက်ဆုံးသတင်းစကားလေးပေါ့နော်ပါပေးပါပေါ့နော်အဲဒီ ဘာပါပေးရမလဲဆိုတော့ဒီအတုအယောင်ရွေးကောက်ပွဲကိုဟိုဘလို့ရရနေနေပေါ့နော်ဘလို့ဆန့်ကျင်ကြမလဲအဲဒီအတုအယောင်ရွေးကောက်ပွဲလက်မခံကြဖို့အတွက်အဲသတင်းစကားလေးပါပြပါအောင်လို့ဆင်မအရင်ပါပြပါအောင်ဟုတ်အခုသူတို့လုံးမဲ့အတူရောင်ရွေးကောက်ပွဲကတနိုင်ငံလုံးအတိုင်းတာလည်းမဟုတ်ဘူးသုံးပုံတပုံလိုပဲကြားရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီဘောင်မဝင်တဲ့အတူရောင်ရွေးကောက်ပွဲမှာမပါဝင်ရအောင်လို့တတ်နိုင်ဆုံးပြည်သူလူထုကနေပြီးတော့ အာဆန့်ကျင်ပေးကြပါအောင်လို့ပဲတောင်းဆိုကြပါတယ်ကျမတို့ကလည်း CDM ဆက်လက်ပြီးတော့လုပ်ပြီးတော့ပဲတောင်းခံပေးနေမှာပါရှင်မအနေနဲ့ကတော့ဟိုဒီသူတို့လုံမဲ့ပေါ့နော်စစ်ကောင်စီကလုံမဲ့အတူအောင်ရွေးကောက်ပွဲမှာပေါ့နော်သူတို့ဝါဒဖြန့်တာတွေသူတို့မှိုင်းသွင်းတာတွေအဲအဲ့ဒါမျိုးတွေကိုပေါ့နော်မယုံကြည်ကြဘူးစိတ်ရိုင်းမသွားကြဘူးပြည်သူတွေအနေနဲ့ဟလာဒီရွေးကောက်ပွဲကိုရတဲ့အနည်းနဲ့ပေါ့နော် ိုတွန်းလှန်ကြဖို့ပေါ့နော်ရေကောက်ပွဲမှာမပါဝင်ကြဖို့ပြောချင်ပါတယ်ဟုတ်ကဲ့သူပါ အဲကျမတို့စကားပိုင်းရဲ့အဆုံးအမကိုရောက်ရောက်လာပြီပေါ့နော်ဆိုတော့ဒီ2021စစ်တပ်ကမတရားအာဏာသိမ်းနေပေါ့နော်တိမ်သိမ်းတဲ့အချိန်မှာအဲကျမတို့လူငယ်တွေကလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့တယ်ပထမအဆုံးအနေနဲ့ငြိမ်းချမ်းစွာဆန္ဒပြခဲ့တယ်ဒါကိုအဲမတရားအကြမ်းဖက်ဖြိုခွင်းလို့လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ရတယ်အဲဒီစစ်တပ်ကအခုချိန်မှာလုပ်တဲ့ရွေးကောက်ပွဲဟာဆိုလို့ရှိရင်နိုင်ငံရေးထွက်ပေါက်ဖြစ်တယ်ခေတ်ဆက်ဆက်မှာစစ်တပ်ကတိုင်းရင်းသားတွေပေါ်မှာလည်းဖိနှိပ်ခဲ့တယ်ပြည်သူလူထုကိုလည်းဝါရမျိုးစုံဖျက်ပြီးတော့အဲသူတို့ရဲ့ အာနာတီမြဲဖို့အတွက်သူတို့ရဲ့အာနာဆိုတဲ့နေရာမှာသူတို့အနောက်မှာအကျိုးစီးပွားရဲ့အများကြီးပဲပါတယ်အခုဆိုရင်ပြည်သူလူထုတွေလည်းသိတယ်မင်းအောင်လိုက်သားသမီးတွေဆိုလို့ရှိရင်အကျိုးစီးပွားရဲ့အများကြီးလောက်ကန်ဆောင်ရွက်နေကြရပေါ့နော်အဲဒီလူငယ်တွေရာဆိုလို့ရှိရင်ငင်းကျင်းစွာဆန္ဒပြခဲ့တယ်ငင်းကျင်းစွာဆန္ဒပြတာကိုဒီစစ်တပ်ကအဲမတရားအကြမ်းဖက်ပြီးတော့ဖြိုခွင်းနေပြီးတော့ အသက်အသက်နောက်ဆုံးအသက်သင်ဆုံးနေတဲ့လူငယ်တွေအသက်တွေအများကြီးပြေးရတယ်။ဒါကြောင့်မလို့လူငယ်ရလက်နဲ့ကင်လန်းစုံရွေးချယ်ခဲ့တာဖြစ်တယ်။စစ်တပ်ကဒီကြားထဲမှာ2021ကနေ2025အထိအဲလူငယ်ပေါင်းများစွာကိုနောက်ပြီးရရင်အဲစစ်ပီးရှောင်းမှာမကြံတကြီးရွယ်ဘာမကြံဘုံချင်းပြီးတော့တိုက်ခိုက်တယ်။အဲဒီဘုံထောင်လာတော်လန်ရင်းမဟုတ်ဘူးဆိုလို့ရှိရင် ဒီပြည်သူလူထုကိုဘုံကျဲပြီးတော့စစ်တပ်ကနေ့စဉ်ရက်ဆက်တပ်ဖြတ်နေတာဖြစ်တယ်။ဆိုတော့အဲပြည်သူလူထုအကုန်လုံးကတော့ဒီစစ်တပ်ရဲ့လုပ်ရည်တွေကိုသိပြီးသားဖြစ်တယ်။ဒီဖက်ခွက်စားအမှုပညာရှင်တွေရာဆိုလို့ရှိရင်ဒီပြည်သူကိုဒီလိုဝါရဖြတ်နေကားတွေကိုမရိုက်သင့်ဘူးဆိုတဲ့အကြောင်းကိုလည်းပြောခြင်းနဲ့အဲနောက်ပြီးတော့ရင်ဒီရွေးကောက်ပွဲကအတုအယောင်ရွေးကောက်ပွဲဖြစ်တယ်။စစ်တပ်ကနိုင်ငံရေးထွက်ပေါက်အနေနဲ့ပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲကိုလည်းအဲပြည်သူလူထုအနေနဲ့မပါဝင်ကြဖို့ဒီနေရာနဲ့တိုက်တွန်းချင်ပါတယ်။အဲ နောက်ပြီးရင်စစ်တပ်ထဲမှာကြန့်ရှိနေသေးတဲ့အဲစစ်သားရဲ့ဇနီးတွေပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းပြည်သူ့ဘက်ကိုရက်တီမှုအတွက်အဲတော့စုံနေကြတဲ့သူတွေလည်းရှိမယ်ပေါ့နော်အခုဆိုရင်စစ်တပ်ကမတရားပေါ်တာဆွဲတယ်လူငယ်တွေကမတရားစစ်မှုတန်းနေရတယ်စစ်မှုတန်းဥပဒေကိုထုတ်ထားတယ်ဆိုတော့ကိုယ့်ရဲ့တာသမီအလှည့်လည်းဘယ်တော့ရောက်လာမလဲဆိုတော့မပြောနိုင်ဘူးဒါကြောင့်မလို့ပြည်သူ့ဘက်ကိုပဲအမြန်ဆုံးရက်တီပါလို့ပြောချင်တယ်မိမိရဲ့လင်ယောက်ကြောင့်လည်းတိုက်တော့မှပြည်သူ့ဘက်ကိုရက်တီခြင်းသာအကောင်းဆုံးဖြစ်ပါတယ်ကျမတို့တွေးထွက်တန်ယုံမှုအနည်းဆုံး ဖြစ်မဲ့တော်လန်ရေးရစစ်သားတွေရဲတွေဘက်ကူးပြောင်းခြင်းပဲဖြစ်တယ်။ဒါကြောင့်မလို့ဒီစစ်သားတွေအကုန်လုံးအဲ ဘက်ကူးပြောင်းကြပါလို့ဒီဒီဘက်ကူးပြောင်းဖို့အတွက်ဒီအမျိုးသမီးတွေတိုက်တွန်းကြပါလို့အဲကျွန်တော်ဒီနေရာနေပြီးတော့ထက်ခါတလဲလေးထက်ပြီးတော့ပြောချင်ပါတယ်အဲပြီးွားလို့ရှိရင်ဒီ2021ကနေ2025ဒီစစ်သားတွေအများကြီးလဲစစ်တပ်ကထိုးကျွေးခဲ့တယ်အဲဒါတွေကိုလည်းမိမိရဲ့လေယောက်ျားတွေကိုပြောပြပြီးတော့ပြည်သူ့ဘက်ကိုအမြဲဆုံးရက်တည်ပါလို့ဒီနေရာနေပြီးတော့သတင်းစကားပါချင်ပါတယ်အဲဒီကနေ့စကားဝိုင်းရဲ့အအဆုံးသက်ကိုလည်းရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့စကားဝိုင်းလေးကိုလည်းအဆုံးသက်လိုက်ပါတော့မယ်ရှင်အဲတော် န်ပြည်သူများအားလုံးဘီကင်းလုံးကြပါစေရှင်။